ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ကျင်ခွန်အားယူဖို့ရအတွက်ဟေဗြဲဩဝါဒစာခန်းကြီး7အပိုင်းငယ်2ယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကုန်အံထိုသခင်သည်မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမှတ်ပဲလဝါကတိုင်၌ခံပြီးမှဘုရားသခင်၏ပလင်တော်လက်ရပတ်၌ ထိုင်နေတော်မူ၏ကျွန်တော်ဒီနောက်ဘက်တော်မှာပါကိုတွေ့ရလဲဆိုရင်တော့ယုံကြည်ခြင်းကိုအဆောက်အဦစီရင်ပြီးတော့စုံလင်စေတဲ့သခင်ရှုကိုစိစိထောက်ရှုပါသခင်ရှုရဲ့လှုပ်ဆောင်တဲ့သခင်ရှုရဲ့ပြုမှုတဲ့အရာတွေကို ကြည်လိုက်ပါ သခင်ရှုဘလို့အသက်ရှင်ခဲ့လေလောကမှာဒုက္ခဆင်းရဲခြင်းဆိုတာရှိပါလေတို့ရတွင်အဲ့ဒီဒုက္ခဆင်းရဲခြင်းတွေကိုသခင်ရှုကကြော်ဖြတ်လိုက်တယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာဝမ်းမြောက်ခြင်းအရာရှိနေတယ် လူသားအားလုံးအတွက်လဝကတိုင်းမှာအသိခံမဲ့ကိစ္စကအင်မတန်မှရှက်ကြောက်စရာဖြစ်ပါလေ။အင်မတန်မှနာကျင်စရာဖြစ်တယ်။အင်မတန်မှမရှောင်လန်းခြင်းနဲ့မကြော်ဖြတ်ခြင်းနဲ့ကိစ္စဖြစ်ပါလေ။တို့ရတွင်သခင်ရှုကဝင်ခံပြီးတော့လူသားအားလုံးအပြစ်ကနေလွတ်မြောက်ဖို့ရန်အတွက် သူ့ရဲ့အသက်ကိုအသိခံပြီးပြီးတော့လူသားအားလုံးရဲ့အပြစ်ကိုစားသူ့ပေါ်မှာလူသားအားလုံးတစ်လောကလုံးရဲ့အပြစ်ကိုတင်ပြီးတော့လောကကတိုင်းမှာသူကအသိခံပေးလိုက်တယ်။ တကယ်တော့ဒီလမ်းကအင်မတန်မှကြမ်းတမ်းပါလေအင်မတန်မှအဆက်ကွဲအကျိုးနယ်ဖြစ်ရတဲ့ကိစ္စဖြစ်ပါလေဒါကရေးဆက်ဆက်လဝကရိုင်မှာအသက်ခံရတာဖြစ်ပါလေဒီလိုမျိုးအဆက်တကွဲအကျိုးနယ်ရေးရဆက်ဆက်ရိုက်နှက်ခံပြီးတော့အသေခံရမယ့်ကိစ္စကို သခင်ရှုကမကြော်ဖြတ်ခြင်းတော်ညာလေသူကြော်ဖြတ်ခဲ့တယ်ဒါကိုကြော်ဖြတ်ပြီးတဲ့အခါမှာတစ်ဖက်မှာဝမ်းမြောက်ခြင်းအကြောင်းအရာရှိနေတယ်လူသားတွေအားလုံးထာဝရအသက်ရပြီးတော့ တမလုံးမှာသာရဒုက္ခချမ်းသာကိုဝင်စားရဖို့အခွင့်အရေးရှိနေတယ်။သခင်ရှုကတစ်ဖက်မှာဝမ်းမြောက်ခြင်းအကြောင်းကိုသိတဲ့အခါမှာရှက်ကြောက်သောအရာကိုမှတ်ပင်နဲ့လက်ဝါးကြိုင်မှာကျွန်တော်တို့အပြစ်ခိုစားအသိခံပေးခဲ့တယ်။သုံးရမြောက်သောနေ့မှာတည်ခြင်းကနေရှင်ပြန်ထမြောက်ပြီးတော့ကောင်းငင်ကိုပြန်တက်ကြွပြီးတော့ဘုရားသခင်ရဲ့ပလင်တော်လက်ရဘက်မှာထိုင်နေတယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့သခင်ရှုကိုစစ်စစ်ထောက်ရှုပါဆိုတဲ့ဒီနှုတ်ကပတ်တော်ကအပါကိုပြောတာလေဆိုရင်တော့ လောကမှာသခင်ရှုကြော်ဖြတ်တဲ့ကဲ့သို့ကျွန်တော်တို့ကလည်းကြော်ဖြတ်လိုက်ပါဒုက္ခဆင်းရဲခြင်းတွေပြဿနာတွေအခက်အခဲတွေကရှိနေမှာပါတို့ရတွင်အဲ့ဒါကိုကြော်ဖြတ်ပြီးတဲ့တစ်ဖက်မှာဝမ်းမြောက်စရာအကြောင်းက ရှိနေပါတယ်ဒုက္ခဆင်းရဲခြင်းရဲ့တစ်ဖက်မှာဒုက္ခဆင်းရဲခြင်းကိုကြော်ဖြတ်ပြီးတစ်ဖက်မှာဖယားသခင်ရဲ့ဘုန်းတော်ထင်ရှားခြင်းကရှိနေတယ်ဒါကြောင့်မို့ချစ်တော်ညီကိုမတော်ရောက်စီတိုင်းဒုက္ခဆင်းရဲခြင်းကိုမကြုံခြင်းလဲကြုံရမယ်သင်မကြော်ဖြတ်ခြင်းလဲကြော်ဖြတ်ရမှာဖြစ်တယ် တို့ရတွင်သင်္ခါကြော်ဖြတ်တဲ့နေရာမှာဝမ်းမြောက်စွာနဲ့တစ်ဖက်မှာဘုရားသခင်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာကိုယုံကြည်ခြင်းနဲ့သင်္ခါဖြတ်ကျော်လိုက်ပါဒုက္ခဆင်းရဲခြင်းကိုမကြော်ဖြတ်ဘူးဆိုရင်ဘုန်းတော်ထင်ရှားခြင်းဆိုတာရှိလာမှာမဟုတ်ပါဘူးဘုရားသခင်ပြင်ဆင်ထားတဲ့ဝမ်းမြောက်ခြင်းအကြောင်းအရာတွေကျွန်တော်တို့ကခံစားရမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်သေမင်းရိပ်လွှမ်းမိုးတဲ့ဂျန်ဝမ်းရဲ့တစ်ဖက်မှာပဲစားပွဲကိုပြင်ဆင်ထားတာဖြစ်ပါတယ်စားပွဲကဂျန်ဝမ်းထဲမှာလည်းမရှိပါဘူးဂျန်ဝမ်းရဲ့ဒီဘက်အချမ်းမှာလည်းမရှိပါဘူး သေမင်းရိတ်လွမ်းမိုးတဲ့ဂျန်ဝမ်းကိုဖျက်ကျော်ပြီးမှသာလဲဘုရားသခင် ပြင်ဆင်ထားတဲ့စားပွဲကိုရောက်ရှိမှာဖြစ်တယ်။ဒါကြောင့်မို့ဘုရားသခင်ကသေမင်းရိတ်လွမ်းမိုးတဲ့ဂျန်ဝမ်းရဲ့တစ်ဖက်မှာစားပွဲကိုပြင်ဆင်ထားတဲ့ဘုရားရှင်ဖြစ်ပါတယ်။ဒုက္ခဆင်းရဲခြင်းတွေကိုကြော်ဖြတ်ပြီးတဲ့တစ်ဖက်မှာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဘုရားသခင်ပြင်ဆင်ထားတဲ့ဘုန်းတော်ထင်ရှားခြင်းကရှိနေပါတယ်။ကျောသမားကျမ်းစာထဲမှာယောဘကြီးကဒုက္ခဆင်းရဲခြင်းတွေကိုကြော်ဖြတ်ပြီးတဲ့တစ်ဖက်မှာနှဆသောကောင်းကြီးမင်္ဂလာကို ခံစားကြရတယ်ဆိုအကြောင်းကိုတွေ့ရပါတယ်။ယောဘရဲ့တက်တာထဲမှာသူဖခင်နဲ့မှန်ကန်စွာ အသက်ရှင်ရင်းနဲ့ပဲဖခင်ကိုကိုးကွယ်ရင်းနဲ့ပဲသူသားသမီးတွေသိဆုံးတယ်။သူ့ရဲ့စီစဉ်ဥစ္စာတွေအကုန်လုံးကုန်ဆုံးသွားတယ်။သူ့ရဲ့ခန္ဓာကိုယ်မှာပါအနာရောဂါတွေဆွဲကပ်လာပြီးတော့ဒုက္ခဆင်းရဲခြင်းကြီးစွာ ခံစားရပါတယ်။တို့ရတွင်ယောဘကဖခင်သခင်ကိုမပစ်မှားပဲနဲ့တစ္ဆာရှိစွာနဲ့ဖခင်ကိုပဲဆက်ကိုကိုွယ်တယ်။သူမှန်တာကိုဆက်လုပ်တယ်။ဖခင်သခင်နဲ့ပဲသူကဆက်အသက်ရှင်တယ်။ဖခင်သခင်ကိုပဲမျှော်လင့်တဲ့အခါမှာ ဘုရားသခင်ပြင်ဆင်ထားတဲ့တစ်ဖက်မှာနှစ်ဆသောကောင်းကြီးမင်္ဂလာကိုခံစားခဲ့ရတယ်။ဒါကြောင့်မို့မှုန်တိုင်းပြီးသွားတဲ့အခါမှာလေပြည်လာသလိုပါပဲဒုက္ခဆင်းရဲခြင်းကိုကြော်ဖြတ်ပြီးတဲ့တစ်ဖက်မှာဘုရားသခင်ကကြီးစွာသောကောင်းကြီးမင်္ဂလာကိုပြင်ဆင်ထားပါတယ်။ဒုက္ခဆင်းရဲခြင်းကတော့ဖြတ်ကျော်တဲ့အခါမှာအင်မတန်မှကြေခွဲစရာတွေအင်မတန်မှဝမ်းနည်းစရာတွေအင်မတန်မှနာကျင်ရတဲ့နေရာတွေရှိပါတယ်။တို့ရတွင်သင်္ကပိုးအောင်ခါသည်မသွားပဲနဲ့ ဘဝကိုစိတ်မပြတ်သွားပဲနဲ့ယုံကြည်ခြင်းအပြည့်နဲ့ဖရာသခင်ကိုယုံကြည်ခြင်းထားပြီးတော့သခင်ရှုကဲ့သို့အရှိမဝါမြောက်ခြင်းအကြောင်းအရှိတယ်ဆိုတာကိုသင်ကခံယူပြီးတော့အဲ့ဒီသေမင်းရေလွန်ဖို့တဲ့ခြံဝန်းကိုသင်ကဖြတ်တန်းလိုက်ပါဖရာသခင်နဲ့အတူဖရာရဲ့ခွန်အားနဲ့ဖြတ်တန်းလိုက်ပါကျွန်တော်ခါနန်ပြည်ဆိုတာလည်းလွယ်လွယ်ကူကူနဲ့ရခဲ့တာမဟုတ်ပါဘူးအင်မတန်ကြီးမားခိုင်ခန့်တဲ့ယေရီခေါမြို့ရိုးကြီးကိုကျော်ဖြတ်ပြီးမှသာလဲခါနန်ပြည်ထဲကိုရောက်ရှိခဲ့တာဖြစ်ပါတယ် အင်မတန်မှထူထပ်ခိုင်မာတဲ့ယေရီခေါမြို့ကြီးကတားဆီးနေတယ်။လူရတွင်ဖျားသခင်ကမြို့ရိုးကိုပတ်ခိုင်းတယ်။တရက်မှတပတ်ပတ်တယ်။ခုနှစ်ရက်မြောက်တဲ့နေ့မှာတော့ခုနှစ်ပတ်ပတ်ခိုင်းတယ်။ပြီးတဲ့အခါမှာကြီးသောသံနဲ့ကျွေးကြော်တဲ့အခါမှာမြို့ရိုးကဓာတ်ချက်ခုတ်เสียရမလို့ကြောက်ခဲနဲ့ပြစ်เสียရမလို့သစ်လုံးနဲ့ဝင်ဆောင်เสียရမလို့အလိုလျောက်ပြိုကျသွားတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကဖျားသခင်စကားကိုနာခံပြီးတော့ယုံကြည်ခြင်းနဲ့လှုပ်ဆောင်တဲ့အခါမှာအံ့ဩဖို့ရနမိတ်လက္ခဏာဖြစ်ပေါ်လာခဲ့တယ်။ အခက်ခဲတွေအတားအဆီးတွေကတော့ရေဒီခေါမျိုးတတိုင်းတို့အင်မတန်မှခိုင်ခံ့နေပါလိမ့်မယ်။ဒါမှမဆိုရင်ပါနဲ့ဘုရားသခင်ခိုင်းတဲ့အတိုင်းလုပ်လိုက်ပါ။ဘုရားသခင်ပြောတော်ကိုပဲယုံကြည်နာခံခြင်းနဲ့သင်ကလိုက်လျှောက်လိုက်ပါ။အဆုံးသတ်မှာနမိတ်လက္ခဏာကိုတွေ့ရမှာဖြစ်ပါတယ်။ရေဒီခေါမျိုးယိုးကြီးကိုဖျက်ကျော်ပြီးတဲ့ဖက်မှာတော့အင်မတန်မှကောင်းမွန်တဲ့ဘုရားပြစ်စင်ထားတဲ့ခါနန်ပြည်တဲကိုဝင်စားရတာဖြစ်ပါတယ်။တို့ရတွင်ယုံကြည်ခြင်းစိတ်ကင်းမဲ့ပြီးတော့စိတ်ပြတ်သွားတဲ့သူတွေဘုရားသခင်ကိုယုံကြည်ခြင်းစိတ်ကင်းမဲ့သွားတဲ့သူကတော့တော်ထဲမှာပဲဆုံးရှုံးသွားတယ်။ ခါနပီနဲ့လွဲချော်သွားခဲ့ရတယ်ဆိုတာကိုတမချန်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မူချေသောကြောင့်စီတိုင်းဒုက္ခဆင်းရဲခြင်းကိုကြော်ဖြတ်တဲ့အချိန်မှာသင်ဝမ်းနေကောင်းဝမ်းနေပါလိမ့်မယ်။သင်ဘဝကြီးဟာအင်မတန်မှနာကျင်စရာတွေကြုံကောင်းကြုံပါလိမ့်မယ်။တို့ရတွင်ဘဝကိုမခါသေးသွားနဲ့ဖြစ်တယ်လို့မနေလိုက်နဲ့ဒုက္ခဆင်းရဲခြင်းရဲ့တစ်ဖက်မှာဘုရားသခင်ကဘုန်းတော်ထင်ရှားခြင်းသူ့ရဲ့ကောင်းကြီးမင်္ဂလာကို ပြင်ဆင်ထားတယ်။သေမင်းရဲ့လွန်မှုတဲ့ခြံဝန်းထဲမှာစားပွဲကမရှိပါဘူး။ ဂျိုင်ဝမ်ရဲ့ဒီဘက်ချမ်းမှာလည်းစားပွဲရမရှိပါဘူးဂျိုင်ဝမ်ကိုဖျက်ကျော်ပြီးတစ်ဖက်မှာပဲဘုရားသခင်ကစားပွဲကိုပြင်ဆင်ထားတာဖြစ်ပါလေဒါကြောင့်မို့သခင်ရှုခဲ့တော့အင်မတန်မှနာကျင်ရမယ်အင်မတန်မှကြည်ကွဲစရာကောင်းတဲ့အချက်တကွဲအကျိုးနဲ့ဖြစ်မဲ့ကရာနီလန်းကိုလဝန်းကတိုင်းမှာအသေးခံမှကိစ္စကိုမဖျက်ကျော်ကျင်တော့ညာလေဖျက်ကျော်ခဲ့တယ်။ဘာကြောင့်လဲဆိုရင်တော့တစ်ဖက်မှာဝမ်းမြောက်စရာအကြောင်းရှိတယ်။လူသားအလုံးထာဝရတရားဖို့အတွက်သခင်ရှုကလဝန်းကတိုင်းမှာအသေးခံပေးခြင်းဖြစ်ပါတယ်။ ။သခင်ခရစ်တော်ဘုရားကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ကတမလုံးမှာအပင်ငယ်သွားစရာမလိုဘဲနဲ့သာရဒုက္ခချမ်းသာကိုဝင်စားဖို့အခွင့်အရေးရသွားတယ်။လောကမှာခဏတာနေတဲ့အခါမှာလေထိုသခင်ကဲ့သို့ထိုသခင်ကြော်ဖြတ်တဲ့ကဲ့သို့ဒုက္ခဆင်းရဲခြင်းကိုကျွန်တော်တို့ကဝမ်းမြောက်သောစိတ်နဲ့တစ်ဖက်မှာဘုရားသခင်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာကိုယုံကြည်ခြင်းစိတ်နဲ့ကြော်ဖြတ်နိုင်သောသူများဖြစ်စေဖို့ဝင်ကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။